ဲညီမရှင်များအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒီနေ့မှာတော့ဒီ one chain နဲ့ပေါ့နော် one chain နဲ့ကျွန်တော် break တွဲပြီးတော့ခဏလေးတွေထုတ်ပြသွားမယ်ပေါ့နော် okay ဒါဆိုရင်သူကတော့ကျွန်တော်ဒါ၄ကတ်မြောက်ပေါ့နော်၄ကတ်မြောက်ဆက်ဖြစ်ပါလေဗျ okay ကျွန်တော်လည်းတူတူစာပြီးတော့ကြည့်အောင်ပေါ့နော် okay ကျွန်တော်ဒီဒီအပိုင်းမှာပဲကျွန်တော်ပြမယ်ပေါ့နော်ပြမယ်ဆိုတော့ကျွန်တော်နည်းနည်းလေးချက်ပေးပါမယ် okay only ငါနော်ဒါလားဆိုရင်တော့အဆင်ပြေပြီထင်ပါတယ်ဗျာနော်။ Okay ပထမဆုံးအနေနဲ့ကျွန်တော်ဒီ one chain ပေါ့နော်။ one chain ကကျွန်တော်တို့ဒီမှာပေါ့နော်။ကျွန်တော်ဒီမှာချင်းရချင်တာဖြစ်တယ်1 2 3နော်။ဒီ3မှာသူကကျွန်တော်ဒါ၄ကမြောက်ဆိုတော့ပေါ့နော်။၄ကမြောက်ဆိုတော့ကျွန်တော်တို့အချင်းဒီပါရှိလဲဆိုရင်ဒီမှာကျွန်တော်ပြရမှာပေါ့နော်။ Okay ဒီမှာကြည့်အောင်ဒီထိပ်ဆုံးကနံပါတ်8ပေါ့နော်။ဒီနံပါတ်8ရယ်နော်။ပြီးရင်ဒီနောက်က1နော်။ ဒီနောက်ကခွန်เนาะဒီ shift တစ်ခွန်၃လုံးဒီ1ချိန်เนาะ shift တစ်ခွန်၃လုံးဒီကျွန်တော်တို့1ချိန်1ချိန်မှာဒီမှာပါကြပေးသွားလဲဆိုရင်800နဲ့ခွန်ဆိုပြီးတော့ကျွန်တော်တို့ကြာပေးသွားတယ်เนาะ shift တုံညာခွန်ဆိုပြီးတော့ကျွန်တော်တို့ကြာပေးသွားတယ်ဒါဆိုရင်ပါချိန်သွားလဲကျွန်တော်တို့တစ်ချိန်နဲ့ပေါ့เนาะတစ်ချိန်နဲ့တစ်ချိန်ရဲ့သူကပြီးရင်ကျွန်တော်တို့ break ကိုဘယ်လိုသွားဖမ်းမလဲဆိုရင်เนาะဒီမှာကျွန်တော်တို့6ဒီမှာ6ပေါ့เนาะ6 6 เนาะကျွန်တော်ဒီဘက်ကစာရွက်လေးနဲ့ရေးရင်ပို့ပြီးတော့အဆင်ပြေမယ်ထင်တယ်ပေါ့เนาะโอเคဒီမှာ6 6ကျွန်တော်တို့ဒီနှလုံးကိုတန်းရက်ယူပြီးတော့သူ့ရဲ့ပေါင်းချင်းအောင်ပေါ့เนาะကျွန်တော်တို့ break 3လုံးနဲ့ဒီမှာဒါဆိုရင်8 9ကဝန်ချင်းပေါ့เนาะ8 9ကကျွန်တော်တို့အချင်းဖြစ်မယ်အချင်းငူမှာကျွန်တော်တို့ဒီမှာက break ကเนาะဒီ6ဒီ6ဒီတန်းရက်ယူမယ်6 6เนาะပြီးရင်ဒီနှလုံးပေါင်းချင်း5ကိုကျွန်တော်တို့ယူပြီးတော့ပေါ့เนาะโอเคဒီမှာ8 9 3ည9ဆိုပြီးတော့ကျွန်တော်တို့ထွက်သွားရပြန်เนาะ7 3ည9ဒီဘာ break ဖြစ်မလဲကျွန်တော်တို့9 break เนาะ9 break ဒီမှာကျွန်တော်ထွက်ကနန်းဒီဘာဖြစ်လဲ7 3ည9เนาะဒီမှာ7 1 9ဆိုတော့ကျွန်တော်တို့ဘယ်တလုံးကအချိန်ဖြစ်မလဲခါးတိုင်းကျွန်တော်တို့ number 1ဒီအချိန်เนาะ1ဒီအချိန်ဖြစ်တယ်ပေါ့เนาะ Okay ဒီကောင်က break เนาะဒီကောင်အချိန်ဒီကောင်ကထွက်ကနန်းဖြစ်ပါတယ် Okay နောက်တစ်ပုံကိုကျွန်တော်တို့အတူတူဆက်ကြည့်အောင်ပေါ့เนาะ နောက်တစ်ပင်မှာကျွန်တော်ဒီမှာ shift ပေါ့နော် shift ဒီမှာကနံပါတ်1ဒီမှာကနံပါတ်9ဒီမှာ shift 1ခွန် shift ကလိုပဲ shift 1ခွန်ဒီမှာလည်း shift 1ခွန်အချိန်ပဲပေါ့နော် shift 1ခွန်အချိန်နော်အချိန်ဒီကျွန်တော်တို့ဗာလဲ shift 1ခွန်ကျွန်တော်တို့အချိန်လာမယ်ဒီမှာထွက်ကနန်းဗာရှိမလဲ shift ခွန်1နော်ထွက်ကနန်းမကြည့်ခင်မှာကျွန်တော်တို့ break ကိုဒီမှာကြည့်မယ်ခွန်1နော် ခွန်နှစ်တရရယူမယ်ခွန်နှစ်နှလုံးပေါင်းရင်းဒီနံပါတ်9เนาะโอเคထွက်ကနန်းက6ခွန်နှစ်ပေါ့เนาะ6ကျွန်တော်တို့ခွန်နှစ်6ခွန်နှစ်ဆိုတော့ကျွန်တော်တို့ဘာ break လဲဒီမှာကကျွန်တော်တို့နံပါတ်ခွန် break ဖြစ်ပါတယ်ဒီ break ပေါ့เนาะဒီ break ကျွန်တော်တို့ကြာပြီတယ်ဒါဆိုရင်6တခွန်မှာဘာ chain လဲကျွန်တော်တို့ဈားတဲ့ကနံပါတ်1ပဲထပ်ပြီးတော့ chain ရပေါ့เนาะဒီနံပါတ်1ဒီအ chain ဖြစ်တယ်เนาะဟုတ်ပြီဒါဆိုရင်ဒီနှစ်ွက်ရပြီပေါ့เนาะ တော့နောက်ထပ်3ကတ်ဆက်ပြီးတော့သွားမယ်ပေါ့နော်3ကတ်မှာနံပါတ်8เนาะပြီးရင်ဒီမှာနံပါတ်3ညာပြီးရင်နံပါတ်5เนาะ8 3ညာ5ဒီ1ချိန်ဖြစ်တယ်เนาะဒါဆိုရင်အချိန်ကိုကျွန်တော်တို့ယူမယ်8 3ညာ5 1ချိန်ဒီမှာဘာထွက်တယ်လဲ5 3ညာ4ဆိုပြီးတော့ထွက်တယ်เนาะโอเคဒီမှာကျွန်တော်ရေးပြမယ်ရှင်းတော့8 3ညာ5ဒီအချိန် ကျွန်တော်တို့ထွက်ကနန်းတီ5 3 4เนาะဒီမှာ break တွေကြည့်ပါမယ်6ပြီးရင်ဒီမှာ3เนาะ6 3เนาะဒါဆိုရင်6 3တီတိုက်ရိုက်ယူမယ်နှလုံးပေါင်းခြင်းတီ2ဖြစ်တယ်เนาะ6 3 2 break ဒါဆိုရင်ကျွန်တော်တို့ဒီမှာကထွက်သွားတဲ့ကနန်းတီ504ဆိုတော့ဘာ break ဖြစ်မလဲဒီမှာကျွန်တော်တို့6 break ဆိုပြီးတော့ကျွန်တော်တို့เนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာကအချင်းတီဘာ break ရှိမလဲ 5 3ဆိုတော့ကျွန်တော်ဒီမှာဒီရှိကနံပါတ်7ဒီအချိန်ဖြစ်ပါတယ်။ဟုတ်ပြီနော်။နားလည်မယ်ထင်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်ဒီဘက်မှာကိုကြည့်ရအောင်ပေါ့နော်။နံပါတ်5နော်။နံပါတ်3ညာနံပါတ်3နော်။ဒီမှာဒီ5 3ညာ3ဆိုပြီးတော့ကျွန်တော်တို့တွေ့ထားတယ်။ဒါဆိုရင်5 3ညာ3ဒီဘာဖြစ်မလဲ။ကျွန်တော်တို့အချိန်ဖြစ်မယ်နော်။5 3ညာ3ဒီ1ချိန်ဒီမှာလာကြမယ်နော်။ဟုတ်ပြီ။5ညာနဲ့3နော်။ 5 3ည3ဒီအချိန်ဖြစ်မယ်ထွက်ကနန်းကတော့ကျွန်တော်တို့မသိသေးဘူးပေါ့နော်ကျွန်တော်တို့သိနိုင်တာဘာရှိမလဲ break ရှိပါမယ်နော်ဒီမှာ5ဒီမှာ2နော်5 2ဆိုတော့ကျွန်တော်တို့5 2တိုက်ရိုက်ယူမယ်5 2နှလုံးပေါင်းခြင်းဒီခွန်နော်5 2ခွန်ဒါဆိုရင်ကျွန်တော်တို့ကနန်းလေးတွေတော့ထုတ်လို့ရသွားပြီပေါ့နော်ဒီမှာကျွန်တော်တို့ထုတ်ကြည့်လိုက်မယ်ဆိုရင် okay ဘာတွေရမလဲပေါ့နော်ဒီမှာကျွန်တော်နဲ့တူတူကနန်းလေးတွေထုတ်ကြည့်ပါမယ်ဗျာနော်โอเค ဒါဆိုပထမဆုံးဒီလိုတွဲလိုက်မယ်ပေါ့နော်9 3ညာတွဲပြီးတော့ကျွန်တော်တို့3လုံး9ပြိဆိုရင်ကျွန်တော်တို့900ပေါ့နော်ပြီးရင်9 3ညာအတွဲကိုမှ2ပြိဆိုရင်ခွန်နော်9 3ညာအတွဲကိုမှ9ပြိဆိုရင်2เนาะဟုတ်ပြီပြီးရင်9နဲ့3နဲ့ကျွန်တော်တို့တွဲမယ်9 3ပြိဆိုရင်ကျွန်တော်တို့ခွန်နော်9 3တွဲမယ်ကျွန်တော်တို့2ပြိဆိုရင်ဒီမှာကနံပါတ်10ဖြစ်နေတဲ့အတွက်နံပါတ်4 เนาะပြီးရင်5 3အတွဲเนาะ5 3အတွဲကိုမှကျွန်တော်တို့ပါနဲ့ compress နဲ့เนาะ compress ဆိုရင်ဘာဖြစ်မလဲ number 9เนาะ5 3ညတွဲပြီးသွားပြီ5 3တွဲပြီးသွားပြီနောက်ဆုံးခြံလာတိပါလဲကျွန်တော်တို့3ည3တွဲပြီးမယ်ပေါ့เนาะโอเค3ည3 5 break ဆိုရင်2ပါเนาะ3ည3 2 break ဆိုရင်9ပါ3ည3 compress ဆိုရင်3ည3 4ဆိုပြီးတော့ကျွန်တော်တို့ထိုးပါမယ်เนาะ ထိုးရမယ်ဆိုတော့ကျွန်တော်ဒီမှာကဏ္ဍသည်စုစုပေါင်း6ခွက်ရှိပါတယ်เนาะ6ခွက်ရှိတယ်ဒါကျွန်တော်တို့ကန်ဆန်းချင်စမ်းလို့ရအောင်ပေါ့เนาะ โอเคဒါဆိုရင်ကျွန်တော်ဒီမှာတစ်ချက်ပြန်ပြီးတော့ကြည့်ကြည့်အောင်ပေါ့เนาะဒါ run through လေးပြန်ပြီးတော့ကျွန်တော်တို့တွေ့ပြပါမယ်โอเคဒီကောင်လေးကိုဒီဘက်မှာထားပြီးတော့ပေါ့เนาะနည်းနည်းလေးကျွန်တော်ခြုံလိုက်မယ်ပေါ့နော်ခြုံလိုက်တယ်ဆိုရင်ကျွန်တော်တို့အထက်အောက်ဒီမှာမြင်လို့ရပြီပေါ့နော်။ Okay 8 9နော် ရှစ်တခုဒီဝမ်းချင်းဖြစ်တယ်ဘယ်မှာသွားချိန်မလဲကျွန်တော်တို့ရှစ်တုံရောက်ကုန်ဆိုပြီးတော့ဒီနေရာမှာလာကြတယ်ပေါ့နော် break ကကျွန်တော်တို့96เนาะ96နှလုံးပေါင်းခြင်းက965ဆိုတော့ဒီလိုလေး break ယူတယ်เนาะဒီမှာရှစ်တခုဒီဝမ်းချင်းကျွန်တော်တို့965 break နဲ့800ကုန်ဆိုပြီးတော့ဒီမှာကြာပြီတယ်เนาะနောက်တစ်ပင်က8တခုမယ်ဝမ်းချင်းကကျွန်တော်တို့ break ဒီခွန်နှစ် နှလုံးပေါင်းခြင်းဆိုတော့9ခုနှစ်ကိုเนาะထွက်သွားတဲ့ခဏတည်း6ခုနှစ်เนาะဒီမှာ6ခုနှစ်ဆိုပြီးတော့ကျွန်တော်တို့ထွက်ပြေးသွားတယ်ဘာ break လဲကျွန်တော်တို့ဒီမှာခွန် break เนาะဟုတ်ပြီနောက်တစ်ပင်ကကျွန်တော်တို့ရှင်းရ5ဝမ်းကြီးဒီမှာ၈၅ကျွန်တော် break bar ရှိလဲ900နဲ့93နှစ်เนาะ93နှစ်ရှိပါတယ်ထွက်တဲ့ကဏ္ဍဒီ904เนาะဘာ break လဲကျွန်တော်တို့9 break ပါเนาะဒါဆိုရင်ဒီတစ်ပင်မှာကျွန်တော်တို့ဒီမှာရတာတဲ့ ခဏန်းဒီဝမ်းကျင်က5သုံးညာ3ဖြစ်တယ်ပေါ့เนาะ900နဲ့3 903ဝမ်းကျင်ကိုမှပြိတိ9နှစ်เนาะ9နှစ်ကိုနှလုံးပေါင်းတော့ခု9နှစ်ခုเนาะဒီမှာဝမ်းကျင်เนาะဒီမှာချိန်မယ်ဒီမှာကကျွန်တော်တို့ပြိဒီမှာကထွက်ခဏန်းပေါ့เนาะဘတ်စ်ပေါ့เนาะဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာလိုက်ပြီးတော့ပြိနဲ့ဝမ်းကျင်နဲ့ကိုက်လိုက်တာဒီခဏန်း6ခွက်ထွက်လာတယ်ပေါ့เนาะ โอเคပါဒါဆိုရင်ချိန်နေတဲ့ငွေချင်းတွေကယူသုံးလို့ရပါတယ်အားလုံးကိုကျေးဇူးတူတင်ပါတယ်နောက်တဲ့ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ပါမယ်ဗျာเนาะနောက်ဗီဒီယိုမှာတော့ကျွန်တော်အပီးပေါက်လေးတွေတင်ပြပါမယ်ဘိုင်ဘိုင်ပါ